36 36 36ဆိုတာကဘာအတွက်ဒီဟာလေးကိုရှောက်ထားရယူထားမယ်အဲ့တော့အဲ့ဒီအချိန်ကကဒီတန်တရာဥပဒေရအဲလူစုလူဝေးမလုံရဩ9ရောက်တဲ့ပို့လို့ရှိရင်အဲဥပဒေရရေးယူထားမယ်ဗာညာဆိုတော့ရှိတဲ့ကကြတော့မှတ်ပုံတင်လိုက်တာပါဗျာလူစုလူဝေးလို့တဲ့မှတ်ပုံတင်လေးလို့တာဖြစ်ပါတယ်အဲ့လိုမှတ်ပုံတင်လို့တဲ့ကကြတော့အဲဘာတွေလုပ်မယ်ဆိုတဲ့အကြောင်းတွေထည့်ရရတော့ဒီလိုတော့တနင်္ဂနွေနေ့တိုင်းစပြီး အဲချူနူဘောတွေလုတ်တယ်ကြပြာယူဘောတွေလုတ်တယ်ဆိုတဲ့အကြောင်းလေးနဲ့ပါတဲ့အခါကျတော့ဒီနေ့အချိန်ဒီဒီတော့ကတေယဝံလမ်းလွင်ခြင်းမလို့ဒီလုံနိုင်ခြင်းဖြစ်ပါတယ်နိုင်ငံရေးကိစ္စတွေမပါပဲလွတ်လပ်သောစိတ်နှလုံးသားရှိတဲ့ဒီတိုင်းစာပြူညံ့လို့တဲ့စာပြေနဲ့ပတ်သက်ပြီးတော့လုတ်ခွင့်ရတာလေပေါ့တယ်ပါဗျာအဲ့လိုပဲရပါတယ်အခုလို့ဒီကျွန်တော်ရင်ဝင်စာပြေဝိုင်းရဲ့အဲတို့တက်မှုအောင်မြင်မှုရဘာဖြစ်မဲလို့ပြောမလဲ တပည့်တော်ကျွန်တော်ရုပ်ခွေစာပေဝန်ရတိုးတက်အောင်မြင်မှုပြောမယ်ဆိုရင်တော့ပထမတော့ကြဗျာရေးကြကြဗျာရိုးကြစာမူတွေကိုပါလို့ရှိရင်ပြီးပြီဆိုပြီးတော့မဂ္ဂဇင်း channel တွေကိုပို့တဲ့အနေထမ်းလောက်နဲ့ပဲသွားလာခဲ့တာအဲ့ဒီနောက်ပိုင်းကျတော့ဒီလိုတော့လူမှုရေးလုပ်ငန်းတွေလုပ်ဖြစ်ပါတယ်တွေ့လို့ရှိရင်ပြင်းနေထောင်ပြစ်တယ်နောက်ကြောက်ကစင်တာတွေထောင်ပြစ်တယ်နောက်ကျတော့စာသင်ကျောင်းတွေမှာလည်းပရဟိတကျောင်းလေးတွေနဲ့ပူးပေါင်းပြီးတော့တို့ရဲ့လိုအပ်ချက်တွေကိုလိုင်းလွင်ခြင်းနဲ့ပြီးတော့မှအလူရှင်တွေဖိတ်ခေါ်ပေးတဲ့ နေရာနေပြီးတော့အခုဆိုလို့ရှိရင်ဘာသာရေးပိုင်းဆိုင်ရာမှာလဲမဟုတ်ဝိပဿနာဓမ္မရိပ်သာကြီးမှာတင်းနန်းနေဖွင့်လာလို့ကိုယ်တိုင်ဝင်ရောက်ပြီးတော့ဖြည့်ဆူကြတာလို့ဒါမျိုးတွေလုပ်နေမှာလေဆိုတော့အခုအချိန်မှာဒီနောင်ငန်စာပြီးဝိုင်းမှာဥက္ကဋ္ဌဒွေမှုဘာညာအဲ့လိုဘယ်လိုလဲရုံးအဖွဲ့ပုံစံမျိုးတော့ဖွဲ့စည်းထားပြီလားအဲဒီရတော့ဟာဒီ မှတ်ပုံတွေလောက်ခရတဲ့အတိုင်းပေါ့လေမှတ်ပုံတွေလောက်တဲ့ဆိုပြရတဲ့အဲ့ဩဂရအတွင်းမှုမှုဆောင်ဆိုပြီးတော့ရွေးချယ်ပြီးတော့လောက်ပါတယ်အဲ့မှာဩဂရတော့တပြီးတော့ပဲပေါ့လေဒါရွေးချယ်တင်တော့ခြင်းမဟုတ်ခဲနဲ့ကိုယ်တိုင်ဩဂရနေရာပဲယူလိုက်ပြီးတော့အတွင်းမှုလည်းအများသဘောတူပေါ့လေဘုသူတော့အတွင်းမှုနေရာထားမလဲဆိုတဲ့အခါကျတော့ဟိုမူလစာပေအတိုင်းဝင်းထဲမှာငယ်အများဆုံးလူသိများတဲ့ဆရာလွမ်းရမကွေးပေါ့နော်ဥတည်ရေးသူ့တော့တွင်းမှုဖြစ်သားပါလေ ကျန်တဲ့အမှုဆောင်တွေကတော့အရင်းအင့်တယ်လို့ဟိုဝန်ထမ်းထွက်လိုက်ပေါ့ဗျာအများတန်းအဒီပြရတော့မရှိကြဘူးဗျာအဲ့လိုမျိုးရှိပါတယ်သူတော့ဟုတ်ပြီဥက္ကရာလည်းရှိတယ်အတွင်းမှုလည်းရှိတယ်ခုနငွေကြေးပိုင်ဆိုင်မှုငွေစည်းပါညာကြတော့ဒါပြတော့ငွေကြေးနဲ့လည်းပတ်တဲ့အဖွဲ့အစည်းမဟုတ်တဲ့ကကြတော့ငွေစည်းမရှိဘူးဗျာငွေစည်းမရှိတဲ့ကကြတော့ဒီဟိုပေါ့အရင်းအင့်တယ်လို့ပေါ့ဒီနည်းပြောမယ်ဆိုလို့ရှိရင်ဘာနဲ့ ရက်တည်တယ်လဲလို့မေကွန်ထုတ်ခံပြပါတယ်ကျွန်တော်ညွန်စာပေးဝင်ကဘာနဲ့ရက်တည်တယ်လဲတော့ငွေကြေးလက်ပတ်မှုဘလို့ရှိတယ်လဲဆိုတတိတော်တော်ရစ်တာနဲ့ရက်တည်ပါတယ်လို့ပြောတာအင်းလေခုနကလို့ဂိလိုက်လက်နဲ့ဆန္ဒဒီလက်လက်နည်းရဲ့အဲခီးအကုန်ရစိတ်တွေရှိတယ်အခုလို့ဒီ decoration တစ်ခုဖြစ်လာဖို့အတွက်လည်းအသုံးစိတ်တွေရှိတယ်အဲ့အတွက်အကျိုးအမြတ်ကိုငွေကြေးမရှိဘဲနဲ့အဲဘလို့ဒီရှိသွားမလဲသွားနေလဲဒါလဲကျန်တဲ့ အဲဒီလိုပဲထနောင်းရင်ဝင်စာပေဝိုင်းလို့နိုင်ငံလုံးမှာဒီလိုပဲစာပေနဲ့ပတ်သက်လို့ဓမ္မမဟုတ်စာပေသမားတွေစူးစီးဖို့ဒါလေးကလည်းအံ့ဩစရာပဲမြန်မာပြန်အဲကြတော့ဘိုင်နဲ့ဘလူးသွားနေကြတယ်တပြိုင်တည်းတပတ်ကိုတစ်ချိန်စုံစည်းကြတဲ့ခါကျတော့တပတ်ကိုတစ်ချိန်ရောင်းလာကြတဲ့သူတိုင်းမှာသူတို့အဲ့ထဲမှာပါလာကြတဲ့ငွေစားလေးတွေပေါ့လေအဲတပတ်နဲ့တပတ်နဲ့မှာစူးစီးမိပါတယ်အဲစူးစီးတဲ့ဥစ္စာအဲတပတ်အတွင်းမှာပဲ အဆုံးပြုပြီးတော့ကုံသွားတာမျိုးတွေပြပါပဲအဲဒီမှာအဲဒီမှာအများအားစုပြီးတော့ဗန်းနိုင်မှုလက်ထဲမှာဘလောက်ထားတယ်လမ်းစဉ်ကြီးဘလောက်ဆိုဒါမျိုးမရှိပါဘူးအဲ့တော့မစာပေသမားတွေအနေနဲ့ဒီထနှောင်းရင်ဝင်စာပေဝမ်းနေပြီးတော့ဘာလို့ရောအထူးအဲမိမိရဲ့ဥပညာတွေစာပေရဲ့ရတ္တတွေဘယ်လိုများတင်ပြခွင့်ရနေလဲတပည့်တော်စာပေနဲ့ပတ်သက်လို့ကတော့ ပထမဆုံးကတော့ကြပြာပေါ့လေကြပြာလေးကိုရေးကြည့်တဲ့ကြပြာလေးတွေကိုရွတ်ဆိုကြတယ်အဲရွတ်ဆိုတဲ့ကြပြာလေးတွေကိုမှစောင်းအဖြစ်တပတ်ချင်းစီထုတ်တယ်အဲထုတ်ဖို့ရာအတွက်ကိုတယောက်က9000တယောက်က1000တယောက်က2000စသဖြင့်အဲ့လိုလေးစူးစီးပြီးတဲ့အခါကျတော့ရတဲ့ပတ်စံလေးနဲ့ချက်ချင်းပဲပုံနှိပ်ထုတ်ပြီးတော့အဲ့လိုမျိုးဟိုရောင်းချတာမျိုးမဟုတ်ဘဲနဲ့ကျောင်းနဲ့တယောက်လက်ဆင့်ကမ်းပြီးတော့ညှို့လိုက်တာပေါ့နော်အဲ့လိုမျိုးလေးလုပ်ပြပါလေခင်ဗျာကွန်ပျူတာစာစီတာဘယ်မှာ စီကြလဲများသောအားဖြင့်တော့ကွန်ပျူတာစာစီကပွင့်သစ်ဆံပေါ့ဒီလမ်းထိပ်မှာရှိပါတယ်ဟုတ်ပြီပွင့်သစ်ဆံမှာရှိပါတယ်အဲ့တော့ကိုစင်းအနေနဲ့ကြံပေးနေတာပေါ့ကွန်ပျူတာစာစီထားတဲ့စာဖောင်တွေလည်းမပြတ်ဒါကတော့ဖုန်းနဲ့ချိတ်ပြီးတော့သူတို့စာဖောင်ပရင်းနေဦးဒါကတော့ဖုန်းထဲမှာထည့်ပြီးတော့ဒါတို့လိုက်လွင်ရင်မှစာရန်လေးနဲ့နာမည်ဘလူးဘာဘာအဲ့ဒါလေးကိုအမြဲတမ်းတင်ပြီးမှဆိုရင်စာဖတ်တဲ့သူလည်းပြန်ပြီးတော့လည်း comment ပေးလို့ရတာပါ ်ဒီလင်ငါအဖြစ်အဲဒီဟိုအဲကဗျာအဖြစ်ဒီဝိထုတို့အဖြစ်အဲ့လိုမျိုးလေးတွေကိုကိုကိုရဲဟိုကဗျာဆရာညအဓိကဖြစ်နေတော့အဲ့ကဗျာလေးတွေအဲ့ဒီစာစုလေးတွေအဲ့ဒီစာညွန့်လေးတွေအဲ့ဒါလေးတွေအောက်မှာပုံလေးတွေနဲ့အတူတွဲပြီးသွားမယ်ဆိုရင်ကျန်တဲ့လူတွေကလည်းဒီစာဒီဝိုင်းပေါ်မှာပုံပြီးတော့အားဆိုင်လာလို့ သူတို့ကိုယ်တိုင်ကြိုက်လို့ရှိရင်ဝယ်လို့လည်းရတယ်အာဒီစာလေးတော့ကြိုက်တယ်ကျွန်တော်ဟိုဘောင်သချင်းဆက်ချင်းတို့ဒါမျိုးလေးဖြစ်လာနိုင်မယ်ထင်ပါတယ်ဥစဉ်အကြံပေးတာပါကျွန်တော်ပြန်ကြည့်ခုနကသူတို့စီမှာလည်းဟိုသူတို့စာစီပြီးတော့အဲ့ဒီထက်ကကိုယ်တိုင်စီစီရမလို့တော့လေနောက်ဆုံးအဲ့ဒါလေးကိုဓာတ်ပုံရိုက်တင်အောင်ဒီစာအုပ်ကလေးကိုခုနလည်းဥစဉ်ဓာတ်ပုံရိုက်ထားရပါသေးတယ်ဥစဉ်ကျွန်တော်ကောင်းပါပြီအဲ့လို့ဆိုရင်တရားတော်အနေနဲ့ဥစဉ်ဘုရားကိုရင်ဆောင်းနဲ့တွေ့တော့ဥစဉ်ကလည်းယဟန်တစ်ပါးဖြစ်တော့ နိဗ္ဗာန်ရောက်ရင်သာရှင်းတန်းတရားမှာဖြစ်တော်လဲမကွေးမှာစာပေချစ်သူတို့ရဲ့အဲစာပေ အလင်းရောင်လေးတစ်ခုဒါအညွန့်လေးလို့ပြောမှာအမြုတ်တေးလေးဒီနဲ့တလေးစားလာပြီးတော့ဘာရင်မြန်အကြံပေးခြင်းသေးလဲမြန်မာနိုင်ငံမှာရှိတဲ့စာပေပညာရှင်တွေအဲစာရေးတာချင်းကိုချိမဲ့နိုးပြီးတော့စာရေးဆရာမဟုတ်တော့လဲစာရေးဆရာကဲတော့စာရေးဆရာအဖြစ်နဲ့ရည်တည်နေရတယ်လို့ဘာမှန်းပြောခြင်းသေးလဲ တပီတော်အနေနဲ့ဆရာတော်ကိုရှောက်တင်နေတာကတော့ဆရာတော်လည်းကလောင်တချောင်းကိုရယူပိုင်ဆိုင်ခဲ့ပြီးပါတယ်မောဟန်ရှင်ဆိုတဲ့ကလောင်နဲ့စာပေတွေကိုလည်းရေးသားခဲ့တယ်လို့တပီတော်သိရှိရပါတယ်ဗျအဲဒီတော့တပီတော်တို့ထန်တော်ရင်ဝင်စာပေဝိုင်းကကလောင်အမှုအရင်မြည်သူမဆိုးပေါ့လေဟိုပူပေါင်းပါဝင်ပြီးတော့အဲမိမိတို့ခံစားမိတဲ့အကြောင်းအရာလေးတွေမိမိတို့သိရှိထားတဲ့ဟိုဒုသတာလေးတွေမိမိတို့ ပြောကျင်တော့ကြားကျင်တော့ကြားသိကျင်တော့ပေါ့နော်ပြည်သူကိုပြည်သူကနေတဆင့်ပေါ့လေတနောင်းရုံဝင်တနောင်းရုံဝင်ပြည်သူထံတနောင်းရုံဝင်မှပြည်သူထံပေါ့လေအဲ့ဒါမျိုးသိဖို့နိုင်မှုတွေ့ကြည့်တယ်ပြီးတော့ကြိုးစားပါတယ်အခုဆိုလို့ရှိရင်တပည့်တော်တနောင်းရုံဝင်စာပြဝန်ရနေပြီးတော့မှသိညာမြင့်ချမ်းတယ်နောက်ကြတော့ရိုးရဖို့ channel အဲ့ဒီ channel တွေကနေပြီးတော့မှရိုးရရိုးရဖို့ဖို့ဒါမှမဟုတ်အဲ့ရနေအဲ့ရနေပြီးတော့တဆင့်ထုံးလွင်ထားတဲ့စာပေခန်းစားမှုတွေရတ်တက်လေးတွေပြီးတော့ပြင်ထားရှိပါတယ်ပထမတဲ့ဘုတ်ကတော့ ကိုယ်တိုင်ရက်ပြန့်ပြီဆိုတဲ့ခေါင်းစဉ်နဲ့ပြီးတော့ပြင်ထားပြီ။ကိုယ်တိုင်ရက်ပြန့်ဘဝနဲ့ပြင်ဆက်ပြီးတော့ဘဝနဲ့ပြင်ဆက်ပြီးတော့အေးဟုတ်ပြီ။ကိုယ်တိုင်လည်းမန္တကရက်ဆွဲခဲ့သူတယောက်ပဲ။အဲရက်ဆွဲခဲ့သူတယောက်ကနေပြီးတော့မှဒီနေ့ဆိုလို့ရှိရင်ပြီးတော့ရက်မတော့ရင်လည်းမကဘဲနဲ့ညသာပါထမင်းမစားတော့ဥပုံတဲ့တယောက်တစ်ဖွဲ့ပေါ့လေ။ပြီးတော့ယောဂီအချင်းကိုကျင့်ကြံအားထုတ်နေတော့သူတယောက်ဖြစ်နေပါလိမ့်ကြာ။ဒါမျိုးလေးကိုလည်းပြီးတော့ကိုယ်တွေ့ဟိုပေါ်ပြထားသလိုနောက်နောက်ကွာ မိဘမဲ့ကလေးမပြောင်ရေးပေါ့နော်ဒီသွန်ပြခံကလေးတွေမဖြစ်ဖို့ရေးတော့ဘူးဟောမော။မလည်းအိုင်ကွာငါမဒီလာဆောင်ရှင်းဖို့အကြောင်းလေးတွေလည်းဒီတော့နေပြမှာ။ကာမေတုမိစ္ဆာသာရကဒါဒါတွေကျူးလွန်မှုမရှိဘူးဆိုလို့ချင်းဒါကြောင့်မိဘမဲ့တွေမဖြစ်နိုင်ဘူးဆိုတဲ့အကြောင်းလေးတွေလည်းစာပေသမားတယောက်အနေနဲ့အဲမုန်းချစ်ကလောင်နေနဲ့လဲဟောပြစီခြင်းပါလေခင်ဗျအဲ့ဒါလေးကိုလျှောက်တင်ပါခင်ဗျအခုပဲတခါလေးပဲဦးမြင်ရတော့အဲဆရာနိုင်ဦးဝေး အနေနဲ့ဒါကြောင့်နာမည်အင်းကနာမည်အင်းကဒီလိုနာမည်ရယူနိုင်ပါဗျာအေကိုယူနိုင်အေကိုယူနိုင်လို့တကယ်ချင်းနေလည်းသိကြမယ်ဆိုရင်တော့နာယူဝေလို့မျက်စိဥစ္စာပြောအမှန်နာယူဝေဆိုတာဘာကြောင့်ဘလို့နာမည်ပေးထားလဲဒီနာမည်ပြည့်ပေါ်လာတာကတော့တတိယကစာမရင်းခင်စာတားဖတ်တာဟုတ်တဲ့ကျောင်းကလည်းလက်လန်းမိပြန်များကမင်းယူဝေစာဥစ္စာကိုတွေ့နေတယ် အဲ့မှာမင်းကြီးကိုဆိုတဲ့ကလောင်လေးကိုစိတ်ထဲကနေဆွဲပြီးတော့ဒါလေးတော့လည်းသူ့လိုနာမည်တခုကလောင်တခုတော့ရရင်ကောင်းပါပဲဆိုပြီးတော့နိုင်ယူဝေဖြစ်သွားတာပါဗျာ။အော်ဆရာကြီးမင်းယူဝေကိုအားကြခဲ့တဲ့အဲဦးဇင်းတို့ငငယ်လည်းတက်တူမှာဒီယုံဆယ်ထဲမှာဆရာကြီးမင်းယူရဲ့ကြပြားလေးအများကြီးတင်ခဲ့ရအောင်။မှန်ပါလေဗျာ။ကောင်းပါပြီအဲ့တော့ဦးဇင်းကပြောတဲ့အထဲကပဲတံမိုးတခုအနေနဲ့အနစ်ချုပ်ပြီးပြောရရင်ရက်ဖြတ်ချင်း